ဒီသူကအနင်းထားတဲ့အာနာကိုစစ်တက်လက်တဲ့တဲ့မဲ့စာအသေးခံလိုက်မယ်ဆိုတဲ့သမရာတယောက်မြန်မာပြည်မှာရှိပါတယ်။အဲ့ဒါကတော့သမရာဦးဝင်းမြန်မာပြည်ရင်ပြောင်းလဲမှုနှောင့်နှေးနေတဲ့ဌာနဆိုင်ရာအဖွဲ့အစည်းများကိုကြက်မှတ်ရပါလိမ့်မယ်။ရင်းရိုင်နေတဲ့တရားစီရင်ရေးကိုတက်မှတ်ရပါလိမ့်မယ်။ အာဂရီလိုက်စားမှုကိုပုံမူတိုက်ဖြတ်ရပါလိမ့်မယ်လူခွန်ရေးချိုးပေါက်ခံရခြင်းများကို မြင့်တင်ကာကွယ်ရပါလိမ့်မယ်မူရေးစေဝါကိုပုံမူနှိမ်နှင်းရပါလိမ့်မယ်ပြည်သူဗန္ဒံငွေများအလေလွင့်ဆုံးရှုံးမှု မရှိစေရန်စီမံခန့်ခွဲရပါလိမ့်မယ်ဥပဒေမဲ့တင်းစီခံခဲ့ရတဲ့လေယာဉ်မြင်များပြန်လည်ရရှိရေး ရောကြီးနစ်နာကြီးရရှိရေးတို့ကိုဥပဒေနဲ့အညီဆောင်ရွက်ရပါလိမ့်မယ်စစ်ကောင်းဆောင်မဲအောင်လိုင်းဥဆောင်တဲ့ဆရာနာတိန်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်နနက်9:00နာရီခန့်မှာနိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုစစ်တပ်အရာရှိတီနှုတ်ကကျမ်းမာရေးအကြောင်းပြပြီးယာရုကနေနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ပါတယ် ဒီလိုနီးနေမှယာရုကနှုတ်ထွက်ပေးခြင်းမရှိရင်ပုဂ္ဂိုလ်ကြီးထိခိုက်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒါပေမဲ့လည်းနိုင်ငံတော်သမရဥဝင်မြင့်ကတော့အသေးသာခံလိုက်မယ်နှုတ်ထွက်ကြောင်းလက်မှတ်မထိုးနိုင်ဘူးလို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ဒါဟာပြည်သူကအနှင်းထားတဲ့အာဏာကိုတနတ်ထောက်ချိန်ချောက်တောင်းယုံနဲ့ပေးလိုက်မယ်အစားအသေးသာခံလိုက်မယ်ပြည်သူကိုတစ္ဆာဖောက်တဲ့လုံရမျိုးလုံးဝမလုပ်ဘူးဆိုတဲ့သမရဥဝင်မြင့်ရဲ့ တည်ကြည်ခိုင်မာတဲ့ယက်တီချက်ဖြစ်ပါတယ်။စကောင်းဆောင်မင်းအောင်လှိုင်ရဲ့အာနာသိမ့်မှုဟာသူတို့အကာအကွယ်ယူထားတဲ့2008ခြေဦးကိုချိုးဖောက်လိုက်တာဖြစ်လို့တမရောက်ဦးဝင်းမြင့်ကိုအတင်းအဓမ္မနှုတ်ထွက်ဖို့ဖိအားပေးတာဖိအားပေးလို့မရတဲ့အခါဗတရားဖမ်းဆီးလိုက်တာတွေကလည်း2008ခြေဦးကိုချိုးဖောက်လိုက်တဲ့လုပ်ရက်တွေပဲဖြစ်ပါတယ်။ဒီနေရာမှာအချက်လက်အနေနဲ့2008ခြေဦးမှာပြဋ္ဌာန်းထားတဲ့ နိုင်ငံတော်သမ္မတကိုဆွဆွဲပြစ်တင်ခြင်းအပိုင်းကို ပြောပြပြသွားမှာဖြစ်ပါတယ်နောက်ထောင်ရှစ်ချီဦးရဲ့အခန်းသုံးပုံမှန်87မှာပါရှိတဲ့နိုင်ငံတော်သမ္မတကိုဆွဆွဲပြစ်တင်ခြင်းဆိုတဲ့အပိုင်းမှာတော့နိုင်ငံတော်သမ္မတသူမဟုတ်ဒုတိယသမ္မတတူဦးကိုဆွဆွဲပြစ်တင်လိုပါကပြည်တော်စုလွှတ်တော်တွင်ပါဝင်သောလွှတ်တော်နှစ်ရက်မှလွတ်တော်တရရဲ့ဤလွတ်တော်ကုသလေစုစုပေါင်းဦးရဲ့အနက်အ ਨੇ စုံ၄ပုံတပုံကလက်မှတ်ရေးထိုးပြီ မိမိတို့ဆွဆွဲချက်ကိုသက်ဆိုင်ရာလွတ်တော်အကြီးအမှုထံတင်ပြရမယ်လို့ဖော်ပြထားပါတယ်။ကားငယ်ရင်းဆွဆွဲချက်ကိုသက်ဆိုင်ရာလွတ်တော်ရဲ့လွတ်တော်ကိုယ်စားလှယ်စုစုပေါင်းဥည်အနက် အနည်းဆုံး၃ပုံ၂ပုံကထောက်ခံမှသာဆက်လက်အရေးယူဆောင်ရွက်ရမည်။လွတ်တော်တရရက်ကဆွဆွဲချက်ကိုအရေးယူဆောင်ရွက်ရန်ထောက်ခံလျင်တခြားလွတ်တော်တရက်ကရင်းဆွဆွဲချက်ကိုဖွဲ့ဖွဲ့၍စုံစမ်းစစ်ဆေးရမည်။ဆွဆွဲချက်ကိုစုံစမ်းစစ်ဆေးသည့်အခါ နိုင်ငံတော်သမ္မတသို့မဟုတ်ဒုတိယသမ္မတကိုယ်တိုင်တော်၎င်းကိုယ်စားလှယ်ဖြစ်တော်၎င်းခြေပါခွင့်ပေးရမည်ဆွဆွဲချက်ကိုစစ်ဆေးတော်သို့မဟုတ်စုံစမ်းစစ်ဆေးတော်လွှတ်တော်ဤလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရီအနက်အ ਨੇ စုံ၃ပုံ၂ပုံကထိုဆွဆွဲချက်တီမှန်ကန်ပြီးဆွဆွဲခံရသောပြည်မှုသည်နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယသမရအားယာရူးတွင်ဆက်လက်ထမ်းရွက်စေရန်မတင်ကြောင်းဆုံးဖြတ်လျင်ဆွဆွဲခံရသောနိုင်ငံတော်သမရသူမဟုတ်ဒုတိယသမရအားယာရူးမှရက်စဲရန်ရင်းလွတ်တော်ကပြည်တော်စုလွတ်တော်အကြီးအမှုထံတင်ပြရမည်ပြည်တော်စုလွတ်တော်အကြီးအမှုသည်တင်ပြချက်ရရှိလျင်ရရှိခြင်းဆွဆွဲခံရသောနိုင်ငံတော်သမရသူမဟုတ်ဒုတိယသမရအားယာရူးမှရက်စဲကြောင်းကြေညာရမည်နိုင်ငံတော်သမရသူမဟုတ် ဒုတိယသမ္မတတူသည်မိမိယာရုသတ္တံမကုံဆုံးမီစန္နအလျောက်နှုတ်ထွက်လိုလျင်နှုတ်ထွက်ခွင့်ပြုရမည်ဆိုပြီးရေးသားထားပါတယ်။ဒါကိုကြည့်လိုက်မယ်ဆိုရင်စစ်တပ်ဟာသူတို့အကာအကွယ်ယူထားတဲ့2008ခြေဥ်ကိုတော့မလိုက်နာပဲဆရာနာအသိမှုကိုလုံဆောင်ခဲ့တာထင်ရှားပါတယ်။သမ္မတဦးဝင်းမြင့်ကိုဖမ်းဆီးခဲ့တဲ့အချိန်မှာလည်းဒီပေါ်ပြပါပြဋ္ဌာန်းချက်တွေကိုလိုက်နာခြင်းမရှိခဲ့တာကိုတွေ့ရပါတယ်။သမ္မတဦးဝင်းမြင့်ဟာ ဆန္ဒလျောက်နှုတ်ထွက်တယ်ဆိုတဲ့ပြည့်ရမျိုးကိုအဖြစ်မခံပဲစကောင်းဆောင်မင်းအောင်လိုင်တို့စေအုပ်စုရဲ့ဆေယနာသိမ်းမှုဟာတရားမဝင်ကြောင်းသူတို့ကာကွယ်ယူထားတဲ့2008ခြေဥ်ကိုချိုးဖောက်နေကြောင်းပြည်သူကအန်နင်းထားတဲ့အာဏာကိုဒီလိုနည်းနဲ့ရယူလို့မရကြောင်းပြသခဲ့သူဖြစ်ပါတယ်ဒီအတွက်လည်းသူဟာအသေးခံလိုက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချခဲ့သူဖြစ်ပါတယ်ဒီနေ့နိုဝင်ဘာလ10ရက်နေ့ကတော့နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ 84နှစ်ပြည့်ဝင်နေဖြစ်ပါတယ်။တမရဥဝင်းမြင့်ဟာမြန်မာနိုင်ငံရဲ့ဆယ်ဦးမြောက်တမရဖြစ်ပြီးဒီမတိုင်ခင်မှာပြည်သူ့လွတ်တော်ဥက္ကဋ္ဌတာဝန်ကိုယူခဲ့သူ ဖြစ်ပါတယ်။1990ရွေးကောက်ပွဲမှာလည်းတမရဥဝင်းမြင့်ဟာပြည်သူ့လွတ်တော်အမတ်အဖြစ်ရွေးချယ်ခံခဲ့ရပြီး2012ခုနှစ်ရပြည့်ရွေးကောက်ပွဲမှာတော့တိမ်မြုနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။2015ခုနှစ်ရွေးကောက်ပွဲမှာတော့ တာဝန်မျိုးနယ်ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးချယ်ခံခဲ့ရပြီးပြည်သူ့လွတ်တော်ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။2018ခုနှစ်မတ်လ21ရက်နေ့မှာပြည်သူ့လွတ်တော်ဥက္ကဋ္ဌတာဝန်ကနေနှုတ်ထွက်ခဲ့ပြီးသမရဦးထင်ကျော်နှုတ်ထွက်ပြီးနောက်2018ခုနှစ်မတ်လ28ရက်နေ့မှာနိုင်ငံတော်သမရအဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ဦးမြင့်ဟာ1952ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာ AR တိုင်းဒနုပြူမြို့နယ် ညောင်ချောင်းကျေးရွာမှာဝေဖွားခဲ့ပါတယ်။1994ခုနှစ်မှာဘူမိဗေဒဘာသာရက်နဲ့ရန်ကုန်ဝိဇာသိပ်ပံတက္ကသိုလ်ကနေဖွဲ့ရရှိခဲ့ပါတယ်။ဒါအပြင်အထက်တန်းရှိနေတရားလွှတ်တော်ရှိနေဖြစ်လေတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။1988ခုနှစ်ယူသားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းပြီးတဲ့နောက်မှာ PRI တိုင်းမြို့ပြမျိုးနယ်စီယုံရေးအဖွဲ့အတွင်းရေးမှုဖြစ်စတင်တာဝန်ယူခဲ့ပါတယ်။အဲဒီအပြင် ARD တိုင်းစီယုံရေးကော်မတီအတွင်းမူ O ကော်မတီအတွင်းမူဘဝကနေနောက်ဆုံးတော့ NRI ပါတီရဲ့အတွင်းမူဖွဲ့ဝင်တူဖြစ် အစဉ်စဉ်ပါတီတာဝန်တွေကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။သမရဦးဝင်းမြဟာ NRI ပါတီအတွင်းကနေနိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်စစ်တပ်ကဖမ်းဆီးထောင်ချမှုကို၃ချိန်အထိခံခဲ့ရပါတယ်။သမရဦးဝင်းမြဟာသူ့ရဲ့နိုင်ငံရေးသမားဘဝလွတ်တော်ဥက္ကရာဘဝနိုင်ငံတော်သမရဘဝတွေမှာ မှန်ရာကိုထိုးထိုးထွင်းထွင်းပြောတတ်သူဖြစ်ပြီးသူဟာတောင်ဆန်းစုကြည်ရဲ့အားကိုယုံကြည်ရသူတူဖြစ်ခဲ့ပါတယ်။လဒါလောက်တော့နှစ်တိုင်းလာပါတယ်ဆိုပြီးစစ်ဘိုလ်ချုပ်တွေကိုညှိညွန်းက DVB debate အစီအစဉ်မှာ သူ ပြောခဲ့တာကလည်းထင်ရှားခဲ့ပါတယ်။ DVB debate ရုပ်သံအစီအစဉ်တစ်ခုမှာချက်ဖို့ပါတီဘက်ကဆွေးနွေးသူတူကသမရတာဝန်ယူမဲ့သူဟာစီရေးအမြင်ရှိရမှာမို့လို့ NLD ပါတီမှာ သမရလုံနိုင်တဲ့သူများ ရှိလို့လားလို့နေခဲ့ပါတယ်။အဲဒီကဦးမင်းမင်းကအာနာရှင်ပါတီမှာဆိုစိုက်တဲ့လူကိုခေါင်းခေါက်ပြီးလေးလို့ရတယ်။ဒီမိုကရေစီပါတီတွေမှာတော့ CEC ဆုံးဖြတ်ချက်နဲ့သာရွှေ့ပါတယ်။တမရလုံနိုင်တဲ့သူရှိလားဆိုရင်တော့လဒါလောက်တော့ငတ်တိုင်းလာပါတယ်ဆိုပြီးတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ပြည်သူ့တော်ဥက္ကရာတာဝန်ထမ်းဆောင်ခဲ့တဲ့နှစ်တာအတွင်းမှာလွှတ်တော်ကိုအကောင်းဆုံးမောင်းနှင်ထိန်းချောင်းနိုင်ခဲ့ပါတယ်။သင်လက်ခံရ သိခံတဲ့လူကစားကြမရှိဘူး။သိတဲ့လူကထားကြနေရမရှိဘူးမလုံးတော့ဘူး။အဲ့ဒီနှစ်ခုရှင်ပြီးတရားယုံမှာဖြည့်ရှင်းရမယ်ဆိုရင်တရားဥပဒေဆိုတဲ့ကြီးရဲ့ကျန်မှန်ကန်မျှတဲ့စီမင်းစည်းကမ်းပဲတောက်သွား။ဒီအိုက်တရားယုံဘက်ကထားကြမရှိတဲ့လူနဲ့စားကြမရှိတဲ့လူသမားတွေဘယ်သူနောက်ပါဘူး။အဲ့တော့တရားစီရင်ရတဲ့ကျွန်တော်တို့ကရှင်းရှင်းလေးဥပဒေအင်္ဂါရနဲ့ပြီးအီပိုဇီဖြစ်တယ်ဆိုရင် ြည့်လို့ဣရိယရှိတာအဲ့ဒီဣရိယဝင်လာမှုဝင်လက်မခံနဲ့ပေါ့ဝင်လက်ခံဒီလိုတော့မဟုတ်ပဲနဲ့တရားလုံးရောက်လို့ရှိရင်တော့ဘုနည်းမဖြစ်ဘူးဆိုရင်တော့ဒါကတော့ကျွန်တော်ခုနပြောတဲ့ကိုရင်းစာတရားကဲกว่าလို့အားကြီးကျွန်တော်နိုင်ငံမှာမြစ်တာတရားခေါင်းမတော့အားကြီးအမှန်မှန်ကန်ကန်ရက်ကြည့်ကြခဲတဲ့ဝင်လို့ကြည့်ကြသူရှိချက်တွေတင်ပေးပါ အဲ့ဒီလေယာဉ်နဲ့အချမ်းမြေမှာသိသိခံမှုဘုကွန်ပျူတာတင်ပြီးကိုမြို့နယ်မှာကိုခရိုင်မှာကိုပြည်နယ်တိုင်းမှာလည်းကိုအဲ့ဒီအသိခံတဲ့လေယာဉ်တွေနဲ့ပတ်သက်လို့မှန်မှန်ကန်ကန်သုံးသပ်ပြီးဗမ်လိုက်နဲ့အာဂရီကင်းကင်းလေးလုပ်ပြီးကိုဝင်နေအညီပဲဆောင်ရွက်ပြီးဥပဒေနဲ့မညီဘူးဗက်လိုက်ပြီးတော့ဖျားပေးပြီးတော့ဆုံးဖြတ်ချက်ကိုဥပဒေလွဲနေတာကိုလုတ်ခိုင်းတယ်ဆိုတော့လက်မှတ်ဒါပြင်သမရဥယျာဉ်မြေဟာ အဂိရိယာခင်းရှင်းသူအဖြစ်ထင်ရှားပါတယ်။ပြည်သူ့တော်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားစဉ်မှာတူဦးရဲသောကြိုင်တဲ့သမီးဖြစ်သူ မင်္ဂလာဆောင်ကိုလည်းခံခံနာနာကျင်းပတာမျိုးမလုပ်ဖို့နဲ့မိသည့်မင်္ဂလာလောက်ခွဲကိုမှလက်ခံခြင်းမပြုဖို့ဆိုပြီးအဲ့ဒီအချိန်ကပြည်သူ့တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကဆုံးဖြတ်ချက်ချခဲ့ပါတယ်။သမရအဖြစ်တာဝန်ယူစဉ်မှာလည်းသမရဦးဝင်းမြင့်ဟာအဂိရိလိုက်စားမှုတိုက်ဖျက်ရေးကိုဦးစားပေးလှုပ်ဆောင်မှုအဖြစ်လှုပ်ဆောင်ခဲ့ပါတယ်။ ဒါအပြင်ပြည်သူကိုမျက်နှာမမူတဲ့အစိုးရအဖွဲ့ဝင်တွေကိုလည်းပြင်းပြင်းထန်ထန်ပြောဆိုတာမျိုးလှုံ့ဆော်ခဲ့ပါတယ်။ပုံနဲ့ကတော့မပြူရင်မပြောင်းလဲဘူးဟလားဘယ်လိုပြောမလဲနိုင်ငံတော်ရဲ့ရာသုံးပန်းရာသုံးခံမှန်းကြီးငွေစင်းရနေပြီးတော့ချပေးတဲ့ချင်းကြီးငွေအသုံးစိတ်လာစားအဆောင်ရောင်ပေါ်မှာတာယာနေမယ်ပျော်မွေ့နေမယ်ဆိုရင်အဲ့ဒါပြူရင်ပြောလို့မပါ ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ပြောပါမယ်ပြီးတဲ့တောင်ကျွန်တော်ခြေပြောင်းတာထမ်းဆောင်နေတယ်ကျွန်တော်မตายရပါဘူးမပြောမှုပါဘာဖြစ်လို့ကျွန်တော်ตายရမယ့်ပြောမှုမဲ့အချိန်မဲ့ရှိကျွန်တော်နိုင်ငံမှာဒီမိုစီအခြေခံအုတ်မြစ်ခိုင်မာသွားပြီးတော့ကျွန်တော်နိုင်ငံငြိမ်းချမ်းသာရာဟွာပြောပြီးပြည်သူပြည်သားတွေလူမှုစီးပွားဖွံ့ဖြိုးသွားပြီးဆိုကျွန်တော်ပြောမှုပဲကျွန်တော်ตายရအခုဒီဟာတောင်ရထမ်းဆောင်တယ်အဲ့တော့တချို့ကဒီချင်းချင်းငွေလာသာအဆောင်ရုံပေါ်မှာအဲ့ဒါကိုตายရပြီးတော့အိတ်လိုက်စားလိုက် ကိုလို့ကိုမလို့ကိုဖန်ဒီရမယ်ကိုမဖန်ဒီကိုကြည့်ကြမှာကိုမကြည့်ကြကိုကိုကဲရမှာကိုမကိုကဲအဲ့လိုပြောတော့ပြုရင်ပြောင်းလဲမှုလုပ်ချင်တယ်ဆိုတော့အဲ့ဒီလူတွေကမှမပြုရင်ပြောင်းလဲဘလို့သွားပြုရင်ပြောင်းလဲခံလို့ရဘူးဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးကြီးကဲတွေရောက်ရှိနေတဲ့လူတွေကကိုကိုနဲ့ကမပြုရင်မပြောင်းလဲပဲနဲ့သူများကိုပြုရင်ပြောင်းလဲမှုကသွားပြောနေလို့တဲတဲ့ရည်သူလိုပဲဘာလို့တရားမျှတမှုရှိတဲ့အဖွဲ့အစည်းတွေဖြစ်စေချင်လဲဆိုတော့တရားမျှတမှုကလူတိုင်းနဲ့ဆိုင်ပါတရားမျှတမှုကအဖွဲ့အစည်းနဲ့အားလုံးသက်ဆိုင်ပါ ကိုတရားမြတ်တော်ဆိုတာမလို့ဒါမကြိုက်တယ်သူများကလည်းတရားမြတ်တော်ဆိုတာမလို့ဘူးဆိုရင်ကိုမကြိုက်ဘူးဆိုတော့သဘောပေါက်ပါတယ်အဲ့လိုတရားမြတ်တာမှုရှိမှလူအဖွဲ့စည်းအသီးသီးမှတရားမြတ်တာမှုရှိမှဒီမှုစီအခြေခံပုံမြင်ကပြည့်မြတ်လက်ရှိအချိန်မှာစစ်တပ်ကမရရားအာဏာသိမ်းမှုနဲ့အတူသမရဦးဝင်းမြေကိုဖမ်းဆီးထောင်ချထားပါတယ်ဒါပေမဲ့လည်းမြန်မာပြည်သူတွေကတော့သမရဦးဝင်းမြေသာလျှင်သူတို့ရဲ့သမရဖြစ်တယ်လို့မှတ်ယူထားကြစေဖြစ်ပါတယ် 2021ခုနှစ်ဆီယနာသိမ်းမှုကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆန့်ကျင်ကြတဲ့ဆန္ဒပြပွဲတွေမှာဆိုရင်လေမတို့သမရဘသူလဲဥဝင်းမြင့်ဆိုတဲ့ကြွေးကြော်တန်တွေကကြွေကြေလောင်လောင်တက်ပေါ်ခဲ့ပါတယ်။ဒါအပြင်ဒီကနေ့ဒီချိန်ထိဘဝကူလာတမကမှာလဲမြန်မာနိုင်ငံရဲ့တရားဝင် သမရဟာဥဝင်းမြင့်တာဖြစ်တယ်လို့တရားဝင်သမက်သာရှိစေဖြစ်ပါတယ်ခင်ဗျာ။